ငန်းတော်ကြားကမွေးမင်းသားငန်းတော်ကြားကမွေးသူတော်ကောင်းစတဲ့ယူဆတွေကမှန်တကယ်လားများသောအားဖြင့်နန်းတော်ကြားမွေးတွေဟာလူတွေကိုအန္တရာယ်ပြုလို့တော့မရှိပါဘူးတချို့ဒေသတွေမှာဆိုငန်းတော်ကြားကိုဖျားမွေးလို့တော့ယူဆရှိတယ်ထိပါတယ်တကယ်ပဲငန်းတော်ကြားကမွေးမင်းသားလားမွေးသူတော်ကောင်းလားဆိုတာကိုဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဘာနဲ့ခရစ်စနိတ်လို့ခေါ်ကြတဲ့နန်းတော်ကြားမွေဟာအာရှရဲ့အထင်ကြီးလှုပ်ဝဆန်းကျတဲ့မွေတစ်မျိုးဖြစ်ပါတယ် နန်းတော်ကြားမွေတွေကိုတော့အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊ထိုင်းနဲ့ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာတွေ့ရတတ်ပါတယ်။ဒါပေမဲ့မြန်မာတွေခေါ်ကြတဲ့ငန်းတော်ကြားမွေဟာမွေသူတော်ကောင်းလည်းမဟုတ်သလိုမွေမင်းသားလည်းမဟုတ်ပါဘူး။ဒါတွေဟာယူဆလွဲမှားတွေသာဖြစ်ပြီးကင်းကော့ဘရာလိုဇတ်တူစာစားတဲ့မွေမျိုးဖြစ်ကမွေချင်းချင်းပြန်လည်စားတော့တတ်ပါတယ်။ဒါကြောင့်မဲ့နန်းတော်ကြားရှိတဲ့နေရာတွေမှာတခြားမွေငယ်တွေဟာသူတို့ရဲ့ဖန်းစီစားတော့ခြင်းကိုခံရမှာစိုးရကြောင်မနေရဲကြပါဘူး။သူဟာတခြားမွေတွေလိုတက်တက်ကြွကြွနေလေးမရှိပဲ ငြိမ်ငြိမ်ဆဲဆဲနေရတဲ့သဘောရှိပြီးတာမန်အားဖြင့်တော့လူတွေကိုမကြိုက်တတ်ပါဘူးဒါပေမဲ့လုံးဝမကြိုက်တာတော့မဟုတ်ပါဘူးငန်းတော်ကြမွေတွေကလူတွေကိုရှောင်ရှားနေရှိပေမဲ့သူဟာရန်စခံရရင်သူ့သားနာကျင်ရင်တက်နီးမိရင်ကြိုက်တတ်ပါတယ်ကြိုက်ပြီးဆိုရင်လည်းထက်ခါထက်ခါကြိုက်တတ်ပြီးတော့အကြိုက်ခံရရင်သူ့ရဲ့စိတ်ဟာပြင်းပါတယ်ဖြည့်စဲချိန်မီမထိုးနိုင်ရင်လူကိုသေစေနိုင်ပါတယ်ကုန်းနေရင်နေမွေမျိုးဖြစ်တာကြောင့်သူ့ကိုရေဆက်ဆက်ကုန်းဆက်ဆက်မှာတွေ့ရတတ်ပါတယ်။သူ့ရဲ့ရောင်ကတော့တောက်ပတဲ့ဝါရောင်နဲ့မဲနေတဲ့ရောင်ကိုဆက်ထားတဲ့အရစ်တွေနဲ့လှပတဲ့မွေမျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ကသုံးမြောက်ပုံစံနဲ့အမိကတော့ဒုံးတိကြီးပါ ငန်းတော်ကြောင်မွေတွေဟာ2မီတာကနေ6ပေထိရှိတတ်ပါတယ်ငန်းတော်ကြောင်မွေတွေဟာနေရာဒေသပေါ်မူတည်ပြီးအမဲနဲ့အဖြူရောင်ဆက်အမဲရောင်နဲ့အပြာရောင်ဆက်စသဖြင့်ရောင်များစွာကွဲလေရှိပါတယ်ပင်လယ်ပြင်မှာတွေ့ရတဲ့ငန်းတော်ကြောင်မွေမျိုးစားကတော့များသောအားဖြင့်အပြာရောင်နဲ့အမဲရောင်ဆက်ရှိပြီးသူ့ကိုမြန်မာတွေကတော့ဂျက်မွေလို့ခေါ်ကြပါတယ်ဒါပေမဲ့ရောင်တွေနေထိုင်ရာဒေသတွေဘလို့ပဲကွဲပြားနေပါစီအစိပ်ပြင်းလာခြင်းကတော့ဒူးဒူပါပဲငန်းတော်ကြောင်မွေတွေဟာအစိပ်ပြင်းတဲ့မွေတွေပါဝင်တခြားမွေတွေကိုမဲလိုက်တတ်ပြီးသူတို့ရဲ့အစိပ်ကိုသုံးပြီးသားကောင်ကိုမလှုပ်ရှားနိုင်အောင်လုပ်ပစ်ပါတယ် ဒါကြောင့်မယ့်ငန်းတော်ကြမွေတွေဟာလူတွေအတွက်အန္တရာယ်ရှိတဲ့စိတ်ပြင်းအမွေရေတက်ကိုထိန်းချုပ်ပေးနေတာကြောင့်ဂေဟာစနစ်မှာလွန်ရေးပါပါတယ်။ကမ္ဘာမှာနာမည်ကြီးတဲ့မွေးနဲ့တော်သားသတ္တဝါတွေကိုသူ့သေနာပြုလုပ်သူပညာရှင်ဂျိုးဆက်ဘရူနိုဆိုလိုဝင်းစကီးဟာ ၂၀၀၁ခုနှစ်ကမြမပြည်မြောက်ပိုင်းဒေသကချင်ပြည်နယ်ရဲ့တနေရာမှာနန်းတော်ချောင်းဝင်ကိုက်ခံရလို့အသက်ဆုံးရှုံးခဲ့ရဘူးပါတယ်။သူ့ရဲ့သူ့ဒေသနာတွေကို Natural Graphic နဲ့ Discovery ရုပ်သားလိုင်းနေရဲ့အစီအစဉ်တွေမှာတင်ဆက်ဖူးပါတယ်။နန်းတော်ချောင်းမွေတွေဟာလူတွေကိုအနယ်မပေးတာကြောင့်မွေတွေကိုကျွမ်းကျင်တဲ့သူကိုယ်တိုင်ဟာပေါ့ဆစာကင်မီရင်းကနေအကန့်ခံရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့ Brand Chris Snake နန်းတော်ချောင်းမွေအကြောင်းတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုကြိုက်နေသက်တယ်ဆိုရင် Like လေးပေးပြီး Channel လေးကို Subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်။